皆さんこんにちは。あろめみんぐらば。あろろね、なおそうかんのやらけびの。အရင်ခန်းတွေကိုရောပြန်လည်လေ့ကျင့်ပြီးသွားပြီလားနောက်ထပ်တစ်ကြိမ်ပြန်လည်လေ့ကျင့်ခန်းလုပ်ရင်းနဲ့ဒီသင်ခန်းစာကိုလည်းကြိုးစားလိုက်ကြရအောင်ဒီနေ့ကတော့ခရီးတွင်ပြုလုပ်ခဲ့တဲ့အရာတွေနဲ့ထင်မြင်ချက်တွေကိုလွယ်ကူစွာပြောနိုင်ခြင်းဆိုတဲ့ခေါင်းစဉ်ကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ MG Speed မှာအခုလိုမျိုးဂျပန်စာနဲ့ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုဗီဒီယိုများဖြင့်ပြုလုပ်ပေးနေတာကြောင့် ဂျပန်နိုင်ငံအကြောင်းကိုပုံမသိကျင်သူများက channel ကို like and subscribe လုပ်ထားပေးပါနော်အကယ်၍သင်သည်မြန်မာနိုင်ငံမှာနေထိုင်ပြီးဂျပန်နိုင်ငံမှာလုံလောက်ဖို့စံနာရှိရဆိုရင် post ရဲ့ description မှာရှိတဲ့အလုပ်ခေါ်စာပေါင်းမှာတစ်ဆင့်ရှင်းထားနိုင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့ကိုတိုင်ကပြုလုပ်ခဲ့တဲ့အရာတွေနဲ့ထင်မြင်ချက်တွေကိုဘယ်ကူစွာနဲ့တယောက်ယောက်ကိုပြောပြလာနိုင်မှာပဲဖြစ်ပါတယ်။အဲဒါကြောင့် queue ဆိုင်ပြီးတော့လေ့လာကြရအောင်နော်။ဒါဖြစ်ရင်စလိုက်ကြရအောင်။ရှင်းစံနဲ့ခါဝါကူကြည့်စံတို့ကကုမ္ပဏီရဲ့အုပ်ဘော်ကိန်းဘက်တွေဖြစ်ကြပါတယ်။ ရှင်းစံကခါဝကူ週末何をしましたか友達と別府温泉に行きましたへえどうでしたか初めて露天風呂に入りました気持ちよかったですそうですかそれに景色も綺麗でしたそれは良かったですねそれから温泉の近くで 鶏の天ぷらを食べました美味しかったですでもちょっと高かったですそうですかまた温泉に行きたいです今度は雪の露天風呂に入りたいですああいいですね今ニアを投 ရှင်းစံရေးထင်မြင်ချက်ကအကောင်းမြင်တာလားဒါမှမဟုတ်အဆိုးမြင်တာလားဆိုတာကိုအေးနီလေးတွေအနေနဲ့ဖြည့်ကြည့်ကြပါအောင်စို့初めて露天風呂に入りました気持ちよかったですそれに景色も綺麗でした。 それから温泉の近くで鶏の天ぷらを食べました美味しかったですでもちょっと高かったです ဇာကပြောင်းမှာအသုံးပြုခဲ့တဲ့ဇာကလုံးတွေကိုနောက်ထပ်တစ်ချိန်နှာထောင်ပြီးမှတ်သားကြရအောင်။လိုတန်းဘူးရောကေရှိခိတိုလီဆိုရဲဝါယောခတတ်စနေအခုအစားပြီးတော့တရားချိန်ပဲဖြစ်ပါတယ်။ဆိုရဲခါတာဆိုရဲနိဒဲမိုရိုရဲ့အကြောင်းကိုပြောပြပေးပါမယ်။ပထမဆုံးတစ်ခုကဆိုရဲခါတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါမယ်။ တစ်ခုနဲ့အထက်အဖြစ်အပျက်တွေကိုအချိန်အစဉ်လိုက်အနေနဲ့ဖော်ပြတဲ့အခါမှာပြောဆိုတဲ့ပုံစံဖြစ်ပြီးတော့ဒီသင်ခန်းစာမှာဆိုရင်ခရီးထွက်တဲ့အခါမှာပြုလုပ်ခဲ့တဲ့အကြောင်းအရာတွေကိုပြောတဲ့အခါမှာအသုံးပြုထားပါတယ်။ဥဆောင်ချက်တစ်ခုကိုအချိန်အစဉ်လိုက်နဲ့ပြောတဲ့အခါမှာအသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်။ကျောတိုတဲ့နာနီယိုရှိမရှိတာကဟိုတဲရာအိုမီမရှိတာဆိုတဲ့အခါတော့အိုရှိနီဟွန်လီယိုလီနိုမီဆယ်နီအီခီမရှိတာ။မဆူတေဘူရူနိုဝေကိုခါတာစခဲ့တဲ့ခူရာဆိုင်ဆိုတဲ့အခါတော့ ီစုကို並べてください。はい。နောက်ထပ်ကတော့ဆိုတဲ့နည်းနဲ့ဒဲမိုရဲ့အကြောင်းပဲဖြစ်ပါတယ်။တခုတက်ပို့တဲ့အဖြစ်အပျက်တွေကိုစီတမ်းပြီးပြောတဲ့ပုံစံဖြစ်ပါတယ်။ဒီခန်းမှာကတော့ခရီးရဲ့ထင်မြင်ချက်တွေကိုပြောပြတဲ့အခါမှာအသုံးပြုထားပါတယ်။ဆိုတဲ့နည်းကအကြောင်းအရာတခုတည်းအတွက်ထင်မြင်ချက်နှစ်ခုကိုအစဉ်လိုက်ပြောပြတဲ့အခါမှာအသုံးပြုတဲ့စကားဆက်စလုံးဖြစ်ပါတယ်။ဒဲမိုကတော့အကြောင်းအရာတခုတည်းအတွက်စမ်းကျင်ဘက်ထင်မြင်ချက်နှစ်ခုကိုပြောပြတဲ့အခါမှာအသုံးပြုတဲ့စကားဆက်စကားလုံးဖြစ်ပါတယ်။ 料理はどうでしたかとても美味しかったです。それに安かったです。温泉のホテルはどうでしたかお風呂は良かったです。でも食べ物はあまり美味しくなかったです。ディザオンはそうアバザガザザガロンゴリラケヤバレ。ドラボンザゴデリタビロ、ナタデジンザガビョゴ、ナタンジジャヤオ。でまさらルレバレドジャモロ、ディチリリラジャヤオ。シンさん、週末何をしましたか 友達と別府温泉に行きましたへえどうでしたか初めて露天風呂に入りました気持ちよかったですそうですかそれに景色も綺麗でしたそれは良かったですねそれから温泉の近くで鶏の天ぷらを食べました美味しかったですでもちょっと高かったですそうですか また温泉に行きたいです。今度は雪の露天風呂に入りたいです。ああ、いいですね。あくどろ遠けて帰りにね、ペタピロ。バーゴピロけて。ဘလို့ဖြစ်ခဲ့တယ်ဆိုတာကိုပြောကြည့်ကြရအောင်ပြောကျင်တဲ့စကားလုံးတွေထဲမှာဂျပန်လိုမသိတဲ့စကားလုံးတွေပါတယ်ဆိုရင်လည်းရှားကြည့်ကြရအောင်နောက်ဆုံးအနေနဲ့ဂျပန်နိုင်ငံရဲ့နေထိုင်မှုအကြံပေးချက်များကိုပြောပြပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့ရေပူစမ်းအကြောင်းကိုပြောပြပေးပါမယ် ဂျပန်နိုင်ငံကမီးတောင်တွေပေါ်များတဲ့အတွက်ကြောင့်ဒေသအသီးသီးမှာရေပူစမ်းတွေစိမ့်ထွက်လျက်ရှိပါတယ်။ဂျပန်နိုင်ငံမှာရေပူစမ်းနေရာပေါင်း3000ခန်းရှိပြီးတော့တနိုင်ငံလုံးဘယ်ဒေသမှမဆိုရေပူစမ်းတို့တွားရောက်နိုင်ပါတယ်။ထပ်ဆောင်မှာပါရှိတဲ့ဘက်ဘူးရေပူစမ်းကကျူးဒေတာအိုအိတာခရိုင်မှာရှိပြီးတော့ရေပူစမ်းအရေအတွက်နဲ့ရေပမာဏကဂျပန်နိုင်ငံမှာအများဆုံးဖြစ်ပါတယ်။အဲ့ဒါအပြင်ဂျပန်နိုင်ငံမှာရှိတဲ့ထင်ရှားတဲ့ရေပူစမ်းတွေကဆာလဘာပါဝင်ပြီးတော့အက်ဆစ်ဒက်ပါဝင်တဲ့ရင်းနှီးနဲ့နာမည်ကြီးတဲ့ဂွန်မခရိုင် ခစားဇွန်ဆန်ရိုးရရေပူဇန်နေနဲ့ထင်ရှားတဲ့အာခိတခရိုင်ညူတိုအွန်ဆန်ချောစားတာတို့ဖြစ်ပါတယ်။အောက်ပါတို့ကရေပူဇန်တို့ဝင်ရောက်လို့ရှိရင်နိုင်နိုင်ရမယ့်အရာတွေပဲဖြစ်ပါတယ်။ရေပူဇန်မှာဒါမကအများဆုံးရေချိုးကမ်းမှလည်းပဲနိုင်နိုင်ရမယ့်အရာတွေပဲဖြစ်ပါတယ်။ရေပူဇန်တို့ဝင်ရောက်တဲ့အခါမှာရေကူးဝစ်စုံအတွင်းကန်တွေကိုမွေးစင်ရပါဘူး။အဝင်ပါပဲနဲ့ဝင်ရောက်ရပါတယ်။ရေကူးဝစ်စုံဝင်ပြီးတော့ဝင်ရောက်နိုင်တဲ့ရေပူဇန်တချို့လည်းပဲရှိပါသေးတယ်။ ရင်ရင်းမစိမ့်ပြီးရေစိမ်းကန်ရဲ့အပြင်ဘက်မှာရေထိုးပေးရပါတယ်။ရေစိမ်းကန်မှာညတဲ့တုပ်ပေါ်ပါကို ရေမစိမ်းရပါဘူး။တက်နိုင်သလောက်သပင်ကိုလည်းပဲရေမစိမ်းရပါဘူး။ရေလွန်ပူတာကြောင့်မဝင်နိုင်ဘူးဆိုရင်ရေထည့်လို့ရမရကိုဘေးမှာရှိတဲ့လူတွေကိုမေးမြန်းရပါမယ်။အမေးမြန်းမဲ့နဲ့ရေထည့်ခြင်းကရိုင်းတဲ့အပြုမှုဖြစ်ပါတယ်။တက်ပုံရိုက်လို့ရတဲ့ဆိုပါကအခြားသူတွေမရှိတဲ့အချိန်မှာတလျင်ရိုက်လို့ရပါတယ်။ကင်မရာကိုယူဆောင်မလာရဘူးလို့ရေးထားပါကနိုင်နိုင်ရပါမယ်။ ရေစိမ်ခံကတက်လာရဲဆိုရင်အဝတ်လဲတဲ့နေရာသို့မသွားမီပဝါနဲ့ခန္ဓာကိုယ်ကိုတုပ်ပြီးမှသွားရောက်ရပါတယ်။ရေစိမ်နာကြသောကြောင့်ခေါင်းမှုစည်ရန်လည်းသတိပြုရပါမယ်နော်။ဒီနေ့ရေသင်္ကန်းစာကတော့ဒီလောက်ပါပဲ။ဒီသင်္ကန်းစာကိုကြည့်ပြီးသွားရဲဆိုရင်ခရီးရဲ့အကြောင်းအရာထင်မြင်ချက်တွေကိုစကားဆက်စလုံးနေနဲ့အသုံးပြုနိုင်ရမယ်လို့ထင်ပါတယ်။အဲ့ဒါအပြင်ဒီဗီဒီယိုမှာပဲ A1 စာအုပ်ပြီးဆုံးသွားပါပြီ။အားလုံးပဲအခုအချိန်ထိကောင်းကောင်းကြိုးစားခဲ့ကြတာပဲနော်။ဒီစာအုပ်ရဲ့ဗီဒီယိုအကုန်လုံးကိုလေ့လာပြီးသွားတဲ့သူတွေက ဂျပန်နိုင်ငံမှာနေထိုင်တဲ့အချိန်မှာအမျိုးမျိုးသောအခြေအနေတွေမှာစကားကောင်းမွန်စွာ ပြောနိုင်လာမှာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ဗီဒီယိုတစ်ခုချင်းစီရဲ့နေထိုင်မှုအကြံပေးချက်အပိုင်းဒီမှာအိဆက်ပေးထားတဲ့အချက်လက်တွေကိုကိုးကားပြီးတော့ခရီးသွားတာတို့ဈေးဝယ်တာတို့ထမင်းစားတာတို့စသဖြင့်တို့မှာဂျပန်နိုင်ငံရဲ့နေထိုင်မှုဘဝကိုလက်တွေ့ခန်းဆားကြည့်ကြပါစို့။နောက်လာမယ့်အိဒူးစာအုပ်ကဒီထက်ပိုပြီးအဆင့်မြင့်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တည်တည်ချာချာလေးလေ့လာပြီးတော့ဒီထက်ပိုများတဲ့အခြေအနေတွေမှာစကားပြောတာတို့ ရေးတာတို့ဖတ်တာတို့ကိုပြုလုပ်လာနိုင်မှာဖြစ်တဲ့အတွက်ကြောင့်အတူတူကြိုးစားလိုက်ကြပါစို့နော်။ဒါဆိုရင်နောက်တဲ့ဗီဒီယိုမှာတွေ့ကြမယ်နော်။